ထီလက်မှတ်အကြောင်းပြပြီးဂျင်းထဲနေရဲ့ခါအုံးနဲ့ကိုထွန်းခင်အကြောင်းလူတွေကိုဖွင့်ချပြခဲ့တဲ့အစဲလီမိချုံပရိသတ်များအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုထဲမှာတော့လူတွေရဲ့မျော်လင့်ချက်ကိုအလွဲသုံးစားလုပ်ပြီးတော့ Facebook Monetization နဲ့ငွေရှာနေရလို့ဆွဆွဲခံလိုက်ရတဲ့ American အခြေစိုက်ဆဲလီစုံတွဲခါအုံးနဲ့ကိုထွန်းခင်တို့ရဲ့အကြောင်းကိုသူတို့ရဲ့လောက်ရကိုဖော်ထုတ်ဖွင့်ချပြခဲ့တဲ့ဂျာမနီအခြေစိုက်မိချုံဆဲလီဆိုတဲ့ရှိုင်းဝနာတို့ရဲ့ပြဿနာပဲဖြစ်ပါတယ် ပရိုက်ကျလုပ်ငန်းတွေကြောင့်နာမည်ကောင်းရနေတဲ့ခအုနဲ့ကိုထုံးခင်တို့ဇနီးမောင်နဲ့ကသူတို့ရဲ့ Facebook page မှာ American Tea လက်မှတ်တဆောင်ကိုတင်လိုက်ရကနေစတင်ခဲ့ပါတယ်။ထူးခြားတာကတော့အဲ့ဒီထီတာပောက်ခဲ့ရင်သူတို့ရဲ့ post ကို share တဲ့သူတိုင်းအတွက်တဦးလည်းမြန်မာငွေ3000ခွဲဆိုတဲ့မဖြစ်နိုင်လောက်တဲ့ငွေပမာဏကိုပေးမယ်လို့ကြေညာပေးခဲ့တာပါ။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာစီးပွားရေးခက်ခဲနဲ့ရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက်တော့ဒါဟာကောင်းကင်ကကျလာတဲ့လက်ဆောင်မုံတစ်ခုလိုပါပဲ။ ဒါကြောင့်မယ်လူပေါင်းတောင်းတဲ့ချိန်ကသူတို့ရဲ့ post ကိုမိနစ်ပိုင်းအတွင်းမှာပဲအလူရဲ့ share ခဲ့ကြပါတယ်။ဒီလိုရဟာသူတို့ရဲ့ page reach and engagement မိုးထီအောင်မြင့်တက်သွားခဲ့ပြီးတော့ social media မှာအကြီးမားဆုံးသောပေါက်ကွဲမှုတစ်ခုဖြစ်ပါတယ်။ လူအများစုကမျောလင်းချက်တွေနဲ့ဒီ post ကို share နေကြချိန်မှာဆယ်လီတူဖြစ်တဲ့မိချိုကိုရှမ်းဝင်တာကဒီကိစ္စရဲ့နောက်ွယ်ကအမှန်တရားကိုဝင်ရောက်ဖွင့်ချခဲ့ပါတယ်။သူကဒီလုပ်ရဟာစေတနာအမှန်မဟုတ်ပဲလူတွေရဲ့မတိနာမလည်မှုနဲ့လိုအပ်ချက်တွေကိုအသုံးချပြီးတော့ Facebook ကနေငွေရှာဖို့အတွက်အကျဉ်းထည့်ခြင်းတမျိုးဖြစ်ကြောင်းပြပြတသားနဲ့ထောက်ပြခဲ့ပါတယ်။ မင်းချိုရဲ့ပြောပြချက်အရတော့ Facebook မှာငွေရှာတဲ့စနစ် monetization က page တစ်ခုရဲ့ကြည့်ရှုသူ like comment share အရေအတွက် engagement ပေါ်မှာမူတည်တယ်လို့ဆိုပါတယ်။ခါဦးတို့ရဲ့ post ကိုလူတွေအများကြီးက share လေလေသူတို့ရဲ့ page ကလူတွေစီကိုပိုရောက်လေလေဖြစ်ပြီးတော့ Facebook ကနေပြီးတဲ့ကြော်ညာဝင်ငွေကလည်းအစတိုးလာမှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်ထိပေါက်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်နေပါတဲ့အတွက်သူတို့ဘက်ကငွေတများမှကုန်စရာမလိုပဲလူတွေရဲ့ share တစ်ချက်ချင်းစီကသူတို့အတွက်ဝင်ငွေရှာပေးနေတဲ့အရင်းအနှီးတွေဖြစ်နေတယ် ဆိုတာကိုမိချိုကဖော်ထုတ်ခဲ့ရပါတကယ်တမ်းထိပေါက်နေတာကခအုရုလင်မယားပဲပေါက်နေတာကလည်း Facebook ကပေးတဲ့ပတ်စံတွေဆိုပြီးတော့မိချိုကတတဲမမက်ဝေဖန်ခဲ့ပါတယ်မိချိုရဲ့ပြောပြချက်အရာဖွင့်ချမှုတွေကြောင့်အစာပိုင်းမှာမျောလင်းချက်အပြည့်နဲ့ share ခဲ့ကြတဲ့လူအများစုက နောက်ွယ်ကအကျိုးအမြတ်ရရှိမှုပုံစံကိုသဘောပေါက်သွားပါတယ် ကိုယ့်ရဲ့မျော်လင့်ချက်တွေကိုအလကားအသုံးချခံလိုက်ရတယ်လို့ခံစားလာရတဲ့သူတွေကခါဦးတို့ဇနီးမောင်နှံကိုပြန်လဲဝေဖန်ခဲ့ကြပါတယ်။ဒီဆွဆွဲမှုတွေနဲ့ပတ်သက်ပြီးတော့ခါဦးတို့ဘက်ကလည်းသူတို့မှာစေတနာအမှန်သာရှိကြောင်းမနာလိုသူတွေရဲ့တိုက်ခိုက်မှုတာဖြစ်ကြောင်းပြန်လဲခြေပါခဲ့ပေမဲ့တချိန်ကပြည်သက်တချို့ရဲ့ယုံကြည်မှုကတော့အရင်လိုပြန်မရနိုင်တော့တာဖြစ်ပါတယ်။ဒီဖြစ်ရပ်ကတော့ဆိုရှယ်မီဒီယာမှာကိုတွေ့မြင်သမျှကို မစူးစမ်းမစင်ခြင်းပဲမယုံကြည်တဲ့ကြောင်းနဲ့ကံလန့်မှုတွေနောက်ကွယ်မှာဘလို့ရည်ရွယ်ချက် တင်ရှိနေနိုင်မလဲဆိုတာကို ပြည်သူတွေအတွက်သင်ခန်းစာကြီးတစ်ခုအနေနဲ့မိမောင်းထိုးပြလိုက်တယ်လို့ပါပဲပရိသတ်ကြီးတို့အနေနဲ့ရောဒီလိုမျှော်လင့်ချက်ကိုအသုံးချပြီးတော့ဂျင်းထည့်နေတဲ့ခါဦးနဲ့ကိုထွန်းခင်ကိုဘယ်လိုမြင်လဲဆိုတာပြောသွားခဲ့ကြပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရတဲ့တင်ဆက်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်